ကျမ်းမာရေးကောင်းမွန်စေဖို့အတွက်အဟာရပြည့်ဝစွာစားသုံးဖို့အရေးကြီးပါတယ်အချို့သောအသီးအနှံများဟင်းသီးဟင်းရွက်များနဲ့အခြားအစာအစာတွေမှာမျက်စိကျန်းမာရေးအတွက်အရေးပါတဲ့ဗီတာမင်နဲ့အန်တီအောက်ဆီဒင့်တွေပါဝင်ပြီးမျက်စိအားနည်းခြင်းနဲ့မျက်စိပြဿနာတွေကိုကာကွယ်ပေးနိုင်ပါတယ်။မျက်စိကျန်းမာရေးအတွက်အကောင်းဆုံးအသီးအနှံဟင်းသီးဟင်းရွက်နဲ့အစာအစာတွေကတော့အသီးအနှံများ ်လိမ္မော်သီးတံပယာသီး grapefruit သီးလိုမျိုးချင်းတဲ့အသီးတွေမှာ vitamin C ကျွဲဝစွာပါဝင်ပြီး မျက်စိကျန်းမာရေးကိုထောက်ပံ့ပေးပါတယ် blueberry strawberry cranberry လိုမျိုး berry သီးတွေမှာ antioxidant တွေပါဝင်ပြီးမျက်စိအားနည်းခြင်းကိုကာကွယ်ပေးပါတယ်တရက်သီးနဲ့တင်မောသီးတွေမှာလူတိန်နဲ့စီဆံတင်ပါဝင်ပြီးမျိုးလုံးအတွင်းတိန်ကိုကာကွယ်ပေးပါတယ်။ခရမ်းကျင်သီးမှာဘီတာကယ်ရိုတင်းကျွဲဝစွာပါဝင်ပြီးညဘက်မြင်လွာကောင်းစေဖို့ကူညီပေးပါတယ်။ဟင်းသီးဟင်းရွက်များ ဟင်းနုနယ်ကိုက်လန်တဲ့ပန်းပွင့်စိမ့်လိုမျိုးအစိမ့်ရင်ရောင်ဟင်းသီးဟင်းရွက်တွေမှာလူတိန်နဲ့စီစံတင်ကျွဲဝါစွာပါဝင်ပါတယ်။မုံလာဦးနီမှာဘီတာကယ်ရိုတင်းကျွဲဝါစွာပါဝင်ပြီးညဘက်မြင်လောကောင်းစေဖို့ကူညီပေးပါတယ်။ကစုံဦးမှာဗီတာမင် A ကျွဲဝါစွာပါဝင်ပြီးမျက်စိကျန်းမာရေးကိုထောက်ပံ့ပေးပါတယ်။အခြားအစားအစာများဆယ်မွန်နဲ့တူနာလိုမျိုးအစီပါတဲ့ငါးတွေမှာအိုမီဂါ3ဖက်တီအက်ဆစ်တွေပါဝင်ပါတယ်။ ကျက်ဥမှာလူတိန်နဲ့စီစံတင်ပါဝင်ပြီးမျက်လုံးအတွင်းတိန်ကိုကာကွယ်ပေးပါတယ်။ဗာဒန်ဆေးနဲ့နေကြာဆေးလိုမျိုးအဆေးအစံတွေမှာဗီတာမင် E ကျွဲဝစွာပါဝင်ပါတယ်။ဒီအာဟာရဓာတ်တွေပါဝင်တဲ့မျက်တညီညွတ်တဲ့အစာအစာတွေကိုစားသုံးခြင်းကမျက်စိကျန်းမာရေးကိုရေရှည်ထောက်ပံ့ပေးပြီးမျက်စိပြဿနာတွေဖြစ်နိုင်ခြေကိုရှင်းချပေးနိုင်ပါတယ်။ဒီအစာအစာတွေကိုနေ့စဉ်စားသုံးခြင်းကမျက်စိအားကောင်းစေပြီးကျန်းမာစေပါတယ်။